ပါရှင်ကျမကကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီကရွေးကောက်ပွဲကြိုတင်မဲပေးဖို့ရက်သမတ်ထားပြီးမေးလာပေးခိုင်းနေပေမဲ့ထိုင်းရောက်မြန်မာနိုင်ငံသားအများစုကစိတ်ဝင်စားမှုမရှိကြပါဘူးဝေဝေသတင်းပေးပို့ထားပါတယ်ရှင်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက် ီပရောက်မြန်မာတွေကြိုတင်မဲပေးကြဖို့နှိုးဆော်နေရမှာထိုင်းရောက်မြန်မာတွေကိုလည်းတန်ယုံတွေကောင်းစင်ဝင်ယုံတွေမှာကြိုတင်မဲလာထဲကြဖို့တိုက်တွန်းနေပါတယ်ထိုင်းနိုင်ငံမြောက်ပိုင်းကောင်းစင်ဝင်ယုံတီရှိရာချင်းမိုင်မြို့မှာတော့ဒီဇင်ဘာလ၁ရက်ကနေ၄ရက်နေ့အထိကြိုတင်မဲလာထဲဖို့မဲယုံပြင်ဆင်ထားပြီးကြောင်းကြေညာနေပါတယ်ချင်းမိုင်မှာရှိတဲ့မြန်မာအများစုကတော့မဲပေးဖို့ကြေညာနေတာသိပေမဲ့မဲသွားထဲမှာမဟုတ်ကြောင်းမြန်မာနိုင်ငံသားတယောက်က TVB ကိုပြောပါတယ် ဒီချင်းမိုင်မှာတရက်နေရနေလေးရက်နေအထိကျူတင်မဲလာပြီဘူးကောင်းစင်ဝင်ရောကနေနှိုးစော်နေတာဟိုသိရရှင်အဲကျူတင်မဲပြီဘူးစဉ်းစားထားလားဆိုတော့စဉ်းစားစဉ်းစားထားခြင်းမရှိပါဘူးနော်အဲဒီစိတ်ဝင်စားမှုလည်းမရှိပါဘူးဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲကိုတရားမဝင်တဲ့ရွေးကောက်ပွဲတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲလို့ပဲအဲညီမအစ်ကိုမြင်နေပေါ့နော်ဒီရွေးကောက်ပွဲကစစ်အာဏာရှင် စနစ်ကိုပုံစံတစ်မျိုးနဲ့ဆက်လက်တည်ငြိမ်အောင်အလုံးနေတဲ့နီလန်တစ်ခုလို့မြင်မိတဲ့အတွက်ကြောင့်မဲပေးဖို့လည်းစိတ်ကူးမရှိဘူးစိတ်လည်းမဝင်စားပါဘူးရှင်။ကောင်းစစ်ဝင်ရုံရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာတော့ကျူတင်မဲလာထဲကြတဲ့သူတွေကိုဓာတ်ပုံရိုက်ကောင်ထုတ်ပြန်ကြေညာနေပြီးလူနည်းစုသာမဲလာပေးတာဖြစ်ကြောင်းတွေ့ရပါတယ်။ဒါပြင်ဘန်ကောက်မြို့မှာလည်းဒီဇင်ဘာလ6ရက်နဲ့9ရက်ပိတ်ရက်2ရက်မှာမဲယုံဖွင့်မိထားမှာဖြစ်ကြောင်း ။အငေါကမြန်မာတွေကလည်းဖိအားတွေကြောင့်မဲသွားပေးရင်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုဆန့်ကျင်တာပြသနေတယ်လို့ဖြစ်မှာဆိုရင်ဒီကြောင့်လည်းပြောပါရစေ။နောက်ဆန်းငါတို့2020ရေကောက်ပွဲတို့တော့မှတေချာဒီထိုင်းနိုင်ငံလူတွေကပေါ်ကမ်ပိန်းနာတွေကြောက်တာမဲတွေပေးကြတာတော့အလိုမျိုးလေရှိခဲ့ကြတာလေ။အခုတောက်ကနေလူကတော့သူကလည်းသူသွားပေးမှာပဲ။တိုင်းနဲ့သွားမှာပေါ့ဒါကလည်းကိုကိုပိုင်းလက်ခွဲကိုပိုင်းစုံချက်ခွဲပေါ့နော်။ သူတတ်မှတ်ထားတဲ့ရက်ကလည်းစနေတင်းကနေဆိုတော့တွားရင်တော့တွားတဲ့လူကတော့တိတိတတတိတာပါပေါ့နော်။အများစုကတော့ထည့်မယ်လို့မထင်ပါဘူး။ထိုင်းနိုင်ငံကိုအကြောင်းမျိုးမျိုးနဲ့ရောက်ရှိနေကြတဲ့မြန်မာအများစုကတော့စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုယုံကြည်မရှိကြသလိုစိတ်လည်းမဝင်စားကြပါဘူး။ပစိုးနေတယ်တော့ပြောရတဲ့အတန်ရောနင်းနေပါအဲ့လိုမျိုးပြောတာရတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့တော့အဲ့လိုမျိုးဆက်တွေ့တန်ရုံကနေဆက်တွေ့လာတာတွေပါရောမရှိသေးဘူးဗျအခုတည်းရော 哦，西贡是啊，都得去个位哦。底下比如讲，喏，西门沙路边古地哦，西贡是啊，路底下都地下里边地地巴地里边偏的哦。အခုချိန်ဒီကျွန်တော်တို့ပေပါဒီပါလို့ပါမန်းတော့မသိဘူးအဲ့ကြောင့်မှန်တိုင်းပြောရရင်တော့စိတ်မဝင်စားတော့ဘူးဗျစစ်ကောင်စီယူကောက်ပွဲအတွက်ကြိုတင်မဲ့ပေးခွင့်ကို ထိုင်းနိုင်ငံအပြင် စင်ကာပူမကာအိုနဲ့ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှာဒီဇင်ဘာလ6ရက်နေ့9ရက် မလေးရှားနိုင်ငံမှာဒီဇင်ဘာလ6ရက်ကနေ10ရက်နေ့ထိနဲ့ရုရှားမှာတော့ဒီဇင်ဘာလ9ရက်နဲ့6ရက်တို့မှာကြိုတင်မဲပေးနိုင်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။ယူကောက်ဘဲနဲ့ပတ်သက်လို့တိုင်းနောက်ဖွဲ့စည်းရေးရပ်ဖက်ဖွဲ့ရင်းနဲ့ပြည်သူတွေကတော့မဲမပေးကြဖို့အချင်းချင်းတိုက်တွန်းနှိုးဆော်နေပြီမယ်။စစ်ကောင်စီကတော့2025ခုနှစ်ယူကောက်ဘဲပထမပိုင်းကိုဒီဇင်ဘာလ28ရက်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ကျွန်တော်ကတော့ဝေပါ စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်တပ်ကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း၁ကိုပြည်သူတွေကစိတ်ဝင်စားမှုမရှိတာကြောင့်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ပြည်သူတွေကိုငွေ၊လုံခြုံရေး၊ဆန်၊စီနဲ့ပစ္စည်းတွေပေးပြီးမဲဆွေစီယုံနေရတယ်လို့မြို့ခံတွေကပြောပါတယ်။ ရွှေဘိုဈေးအပြင်မှာရဲနဲ့စစ်သားတွေဝိုင်းထားပြီးဈေးထင်းမှာရွေးကောက်ပွဲဝင်မဲ့ပါတီတွေကငွေတထောင်ဒါမှမဟုတ်လုံကြီးဆန်းစီပြက်ကလေးစားတာတွေပေးပြီးမဲထွေးဖို့အပြိုင်မင်းဆွေနေကြတယ်လို့ဈေးသည်တယောက်ကပြောပါတယ်။လက်ရှိအချိန်မှာအလောက်ကန်ရှာပါပြီးကုံစင်းတို့ကမြင့်တက်နေတဲ့အပြင်ဒေါ်လာရတာကမလုံခြုံလို့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုမရှိဘူးလို့မျိုးခန့်တယောက်ကပြောပါတယ်။ ။ဒါအပြင်ရွှေဘောမျိုးမှာညမထွက်ရမာရှယ်လော့အမင်းကရှုပ်သိမ်းပေးတာမျိုးမရှိဘဲစစ်သားရဲနဲ့ပြူစောထီတွေကညပိုင်းမှာအစ်စင်းစစ်ပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေသလိုနေ့ပိုင်းမှာလည်းကင်းလက်ပေါ်တာဆွဲဖမ်းဆီးငွေညစ်တာတွေပြုလုပ်နေလို့မြို့ခံတွေကပြောပါတယ်။ရွှေဘိုမျိုးမှာစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာကြက်ခါရဲပါတီ၊ပြည်သူပါတီ၊ပြည်သူရှေ့ဆောင်ပါတီစတဲ့ပါတီ၃ခုပဲဝင်ရွေးခွင့်မှာဖြစ်တယ်လို့သိရပါရဲ့ရှင်။ ပဲခူးတိုင်းနတ်တလင်းမြို့နယ်တဲကကြေော်တရော်မှာဖျောက်ကြားအင်ဂျီဝတ်ထားတဲ့ဇဲသည့်တယောက်ကိုဒီဇင်ဘာလ2ရက်နေ့မှာစစ်တပ်ကပြစ်ခတ်တပ်ဖြတ်လိုက်ပြီးရောဂန်တချို့ကိုလည်းဖမ်းဆီးထားရလို့ဒေတာခန်တွေစီကသိရပါတယ်။နတ်တလင်းမြို့နယ်ငုတ်တိုရော်ထဲဝင်လာတဲ့စစ်ကြောင်းကရော်ထဲမှာဖျောက်ကြားအင်ဂျီဝတ်ပြီးဇေးရောက်နေတဲ့သူရဲ့ခေါင်းကိုတနက်နဲ့ပြစ်တက်သွားတာပါလို့ဒေတာခန်တယောက်ကပြောပါတယ်။အဲ့ဒီလိုတက်ဖြတ်ခံလိုက်ရသူဟာအသက်45နှစ်အရွယ်ရှိတာမန်ဆိုင်ကယ်ဈေးတဲ့ကိုညင်ညီကိုဖြစ်တယ်လို့သိရပါတယ်။ ဲ့ဒီစစ်ကြောင်းဟာနတ်တလင်းမြို့နဲ့ခုနှစ်မိုင်လောက်ဝေးတဲ့ကျိုးပင်သားရွှော်နဲ့ငုတ်တူရွှော်မှာအင်အားတရာလောက်နဲ့တက်ဆွဲထားပြီးရော်သားတချို့ကိုလည်းဖမ်းဆီးထားရလို့နတ်တလင်းအခြေဆိုင်တော်လရဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့နတ်စစ်တပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ် ပြီးခဲ့တဲ့ဒီဇင်ဘာလတရက်နေ့နဲ့နှစ်ရက်နေ့တွေမှာနှစ်တလင်းမြို့နယ်တွေမှာရှိကြတဲ့မကြီးပင်ကြေးရော အောက်တုခကြေးရောရေနောက်ကြေးရောနဲ့ဆင်းကြီးကြေးရောတွေကိုစစ်တပ်ကဆက်တက်လေထီးတွေနဲ့ဘုံသီးအလုံး20ကျော်ကြေးချတိုက်ခိုက်ခဲ့တဲ့အတွက်ဘုံကြီးကျောင်းနှစ်ကျောင်းနဲ့အရသားနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါရဲ့ရှင်ဒီပွဲရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ ားလုံးကိုကျေးဇူးတင်ပါတယ်ကျမကကေခိုင်ပါ